ဒီလုပ်ငန်းတွေဒီလုပ်ငန်းတွေမှာရှယ်ယာရယူထားခြင်းကျွန်တော်တို့မလုပ်ထားဘူးမလုပ်ထားဘူးကျွန်တော်တို့ကဒီဒီမြေကြီးဒီမြေကြီးအပေါ်မှာပဲဒီအဆောက်အဦဆောက်ပြီးတော့မှနေခွင့်ပေးလိုက်တဲ့အပေါ်မှာပဲအဲဒါနည်းနည်းယတနာရှိသွားတာဒါကြောင့်မလို့ကျွန်တော်တို့မြေကြီးပေါ်မှာပြစ်မနေတော့ဘူးကျွန်တော်တို့ကတော့တခါတည်းဟိုဒီကိစ္စကိုအပီးတိုင်ရှင်းလင်းมาရတော့မယ်ဆိုတော့အနေထားမျိုးကိုလည်းအဲကျွန်တော်တို့ကအခြေအခြေခါခါတင်ပြပြီးတော့အခုဒီနေ့ကျွန်တော်တို့အကောင့်ထဲပို့ဖို့လုပ်လာတာပေါ့နော် ထိုင်းမြန်မာနယ်စပ်ဒေသတလျှောက်မှာ အခြေစိုက်လုပ်ကိုင်နေတဲ့တရားမဝင်အွန်လိုင်းငွေလင်လုပ်ငန်းကြားဖြန့်တွေကိုအထူးစစ်ဆင်ရေးတရက်အနေနဲ့နိုင်နေသွားမယ်လို့ကရင်နယ်ကြားဆောက်တဲ့ BGF ဘက်ကတရားဝင်စစ်ကြေညာလိုက်တာပါ BGF ပြောရေးဆိုခွင့်ရှိသူဒုတိယပုံမူကြီးနိုင်မော်စောကထိုင်းမီဒီယာတွင်နဲ့တွေ့ဆုံချိန်မှာအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်ဒီကြားဖြန့်အဖေရှားရှင်လင်းရေးကိစ္စကိုဘိုးတို့ကတော့အခု တို့တကဒီအစိုးရတာဝန်ရှိသူတွေနဲ့ကိုတို့ဒီပူပေါင်းပြီးတော့ကိုတို့ကတော့တော့လုံးဝပပျောက်နေကြီးဒီရပ်ပိုင်းထဲမှာပဲကိုတို့ကဒါနောက်နောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါတော့အပြီးတိုင်ပြန်စားရှင်းလင်းတော့မှာပေါ့တောက်ပြန့်လုပ်ငန်းတွေကနေတင်ဆက်ရမိတဲ့အဆောက်အအုံတွေကိုလည်းဖျက်ဆီးသွားမှာမဟုတ်ပဲအိုးအိမ်မဲ့ပြည်သူတွေနေထိုင်ရေးနဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်စနစ်တကျစီမံခန့်ခွဲသွားမယ်လို့လည်း ဒုတိယပုံမူကြီးနိုင်မစောကပြောဆိုခဲ့ပါသေးတယ်။ကျွန်တော်တို့အလုံးလုံးပါမဲ့အခြေရောက်ပြီ။ကျွန်တော်တို့ကြားဖြတ်အတူးနေနေတက်ဖို့ရာကျွန်တော်တို့ဒီမြန်မာပြည်သူနဲ့အိန္ဒိယထိုင်းနိုင်ငံပြည်သူတွေအတွက်ရောကဘာကြီးမှာရှိတဲ့ပြည်သူတွေအတွက်တော့ကျွန်တော်တို့တက်နိုင်တယ်လို့ကျွန်တော်တို့အလုံးလုံးရတော့မဲ့အခြေရောက်ပြီ။ကျွန်တော်တို့ရောက်တဲ့အတွက်ကျွန်တော်အလုံးလုံးတော့နိုင်ငံတော်စိုးရရဲ့ရစီမံခန့်ခွဲမှုကနေပြီးတော့မှကျွန်တော်တို့ ဒီကြားဖြတ်နေနေရအထူးစစ်စီပွဲကျွန်တော်စပြီပေါ့နော် PGF တပ်ဖွဲ့အနေနဲ့ရွေကုတ်ကိုဒေတာကကြားဖြတ်လုပ်ငန်းတွေကိုအခုနှစ်မတ်လထဲကစတင်နေနေကြတာဖြစ်ပါတယ်ကိုတို့ကရေတော့ကရွေကုတ်ကိုဒေတာမှာကိုတို့ကဒီစကမ်မာတွေကိုတို့ကရှင်းထုတ်ပြီးသွားပြီရှင်းထုတ်ပြီးသွားတဲ့နေရာမှာခုနကအဲနောက်ပိုင်းမှာကျတော့တို့ကအဲပြပြလေးပြန်စိတ်ဝင်လာပြီးတော့မှခုနကမထေမှတ်ထားတဲ့နေရာဒီမှာ စကမ်မာပြန်လုံနေတယ်လို့ကိုကအဲတိရတာရွှေကုတ်ကူထဲမှာမဟုတ်ဘူးပေါ့ရွှေကုတ်ကူရဲ့ဒီအပြင်အဆက်တချို့နေရာတွေမှာအဲအဲ့လိုနေရာမှာလုံနေတာတိရတဲ့အတွက်ဒီရွှေကုတ်ကူပတ်ဝန်းကျင်မှာပေါ့ရွှေကုတ်ပတ်ဝန်းဘာလို့ကိုကအခုကထုတ်ပြန်လို့မရတယ်ဆိုတာကအခုတို့ဝေရောက်ချိန်မုန်းတဲ့ချိန်အခုတို့ထုတ်ပြန်လိုက်တယ်တရေပေးသလိုဖြစ်သွားမယ်အဲ့တော့ကိုတို့လုံတဲ့အချိန်ကြရင်အဲ့တော့ကုတ်ကုတ်ပကွင်းတွေ့ရပါတော့အခုဒီတစ်ခေါက်တော့ဝေးလင်းညင်သာစွာကိုတို့လုတ်ပြပါမယ် ဒီအထက်ကလူဦးရေကထင်ရတာတဲ့ပူများသွားရင်တော့ကိုလိုဟိုနည်းနည်းလေးထိတ်တဲ့ခတ်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့အရှင်းပြောရင်ဖမ်းတဲ့နေရာမှာလဲသူတို့ကလက်နက်ကင်ထားတဲ့ရန်သူတွေမဟုတ်တော့ဒါကိုကိုတို့ကလက်နက်သုံးခွေမရှိဘူး။ဟိုရှင်းရှင်းပြောထိခိုက်တံရအောင်ကိုလိုလုံးလို့မရဘူး။ဆိုတဲ့နေရာမှာတော့အဲသူတို့ရုံသုံးကထွက်ပြေးသွားရင်တော့ကိုလိုထိတ်တဲ့ရတော့နည်းနည်းခတ်တယ်။ဒါပေမဲ့အဲ့အတွက်လဲကြိုတင်ပြီးတော့ ဟိုပြောပြထားတာရှိတယ်ကိုတို့လုံးလုံးမယ်ဆိုလို့ရှိရင်တော့ဒါလေးတွေတော့ကြောက်လာနိုင်တဲ့အကြောင်းပေါ့နော်ဟိုတို့ကချောင်းကူးပြီးတော့ဟိုပြေးကြတာပေါ့ BGF တပ်ဖွဲ့တွေအနေနဲ့ယခုနှစ်မက်စလာကစပြီးကြားဖြန့်လုပ်ငန်းတွေလာရောက်လုပ်ကင်နေတဲ့နိုင်ငံခြားသား985ဦးကိုသက်ဆိုင်ရာနိုင်ငံအသီးသီးကိုပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။လွှဲပြောင်းပေးဖို့ကြံရှိနေသူ1269ဦးရှိနေပါသေးတယ်။ က်ဆိုင်ရာနိုင်ငံသားတွေကိုလုံးဝလာမခေါ်တဲ့နိုင်ငံငါးနိုင်ငံလည်းရှိတယ်လို့ PGF ကပြောဆိုသွားပါတယ်။တက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ကိုယ်နိုင်ငံသားတွေကိုအမြန်ဆုံးပြန်လည်ခေါ်ဆောင်ဖို့ကိုလည်း PGF ကတိုက်တွန်းပြောဆိုသွားပါသေးတယ်။